အလုံးပဲမင်္ဂလာပါ။အာစီတုတ္တဆုံးရတ္တဆုံး channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကတော့ရွှေဘဖြစ်ပါတယ်။ကျွန်တော်အခုတစ်ခါမှာတော့ဆရာတင်မောင်မြင့်ဘာသာပြန်ရေးဖွက်ထားတဲ့မိစ္ဆာဝင်ကမ္ဘာဝိထုအခန်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ရေဒီကောင်းလေးမှနောက်ဆုံးရေတစက်ကျင့်ကြံအထုံးမှုနဲ့ကောင်းကင်ဘုံမင်္ဂလာဆောင်ပြီး နောက်တစ်ရက်တွင် လူရှင်းနေသည်ငြိမ်းချမ်းတိတ်ဆိတ်ခြင်းအတွက် ကျေနပ်နေကြသည်ဤသို့ဖြင့်တော်တော်နှင့်အိယာမမထနိုင်ကြဧသည်ရီထံမှဂုံယူဝမ်းမြောက်ကြောင်းတဝံလွာတွေကတဖွဲဖွဲရောက်လာကြလိမ့်မည်။ဘက်စ်တယောက်အပြင်အကန်းတွင်တန်ရှင်းရေးလုပ်နေစဉ်ခပ်ဖော့ဖော့တကားခောက်တံပေါ်လာသည်။ခေါလုံးကျိုးကိုမဆွဲဒီလိုနည်းမျိုးတွင်အလိုက်တတိရောက်လာသည့်ဧသည်ဖြစ်ရမည်။ဘက်စ်တကားဖွင့်ပေးလိုက်သည် အခန်းထဲတွင် ရှုပ်ပွနေစဉ်မနေ့ကပွဲမှာစီကားလုံးလှသည်မဟုတ်လားမိုးစီယာဖိုရှေဘွန်ဝင်လာသည်ခွန်းလို့ပါမိုးစီယာရှင်းလို့ပြီးသေးလို့ပါပေးပန်းပြီးအားလုံးအိပ်ရာထနောက်ကျနေကြတယ်ခင်ဗျမင်းဆရာရောနိုးပြီလားဘယ်တယောက်ကိုပြောတာလဲခင်ဗျမောစီယာပို့မစီကိုပြောတာ။အော်မျိုးစားလေးကိုပြောတာပါလားခင်ဗျာ။ဘက်စကာ ိုကိုမတ်လိုက်ပြီးဟုတ်ခဲ့ပါခင်ဗျာကျွန်တော်တွားတရင်ပို့လိုက်ပါမယ်အေးငါလို့မပြောနဲ့ကြားလားဧည့်သည်တယောက်လို့ပြောဗျာအော်ဟုတ်ခဲ့ဘက်စ်ဦးကြောင်ကြောင်နဲ့ထွက်သွားသည်ရံပင်ရံတယောက်ထဲကျန်ခဲ့သည်တကောင်းအောင်မှခြေတန်ကြောင်းတော့သူမျက်လွာပင့်ကြည့်သည်မာရီယာဝင်လာသည်ဥကောင်းကိုမော့လျက်နှကန်းဆုံးကပြုံးလျက် အမျိုးအမည်အဖြစ်ခွဲခြားမရနိုင်သောအလင်းရောင်တစ်မျိုးသူ့မျက်နှာတွင်ထင်ထပ်နေသည်မျက်ဝန်းအစိုးကအောင်မြင်မှုရထားသလိုကခုန်နေသည်သူလည်းတညာလုံးမအိပ်ရဟင်းအဖေကြီးပါလားဟိုကတုံးဘက်ဆိုတဲ့ကောင်ကအဖေကြီးတို့မပြောဘူးအစိုးကြီးပါလားအဖေကြီးကော့ဆတ်တော့အိတ်တုံးခမအဖေကြီးဟုမာရီယာကတရင်တည်းတလေးတစားခေါ်လိုက်ခြင်းဖြစ်သည် သူတို့တယောက်ဤဆက်ဆံရေးမှာအေးဆက်ဆက်ဖြစ်သည်တဦးကြားတွင်အတားအဆီးတစ်မျိုးမျိုးရှိနေပြီသူဒီအတားအဆီးကိုမာရီယာဖြိုဖို့စ조사လိုက်ခြင်းဖြစ်သည်ကွန်ဆက်ဤအဖေသည်သူ့အဖေပင်ဖြစ်ရမည်မဟုတ်ပါလားဝမ်းသာလိုက်တော့အဖေကြီးရဲ့မင်္ဂလာပါခမမလေးကအဖေကြီးမပါပဲထမင်းစားပွဲလုပ်ရတာမပြည့်စုံသလိုပဲအားလုံးစိတ်မကောင်းဖြစ်နေကြတာလက်ဘက်နဲ့နေသေးလေတက်တာလည်းမဟုတ်လား ခေါင်းကြီးဖြေတော့မာရီယာအားတက်သွားပြီးစကားဆက်သည်ကျွန်တော်နဲ့ကော့ဆက်အဖေကြီးအကြောင်းတွေတညာလုံးပြောနေကြတာကော့ဆက်ကအဖေကြီးကိုတိတ်ချစ်တာဒီမှာအဖေကြီးအတွက်အခန်းရှိတယ်ပြင်ထားတယ်နော်အဲ့ဒါကိုတော့အဖေကြီးမမေ့စေချင်ပါဘူးပြောင်းလာခဲ့ပါအဖေကြီးရဲ့အဲ့ဒီလွမ်းအားပေလမ်းမှာအဖေကြီးမနေသင့်တော့ပါဘူးဒီကိုပြောင်းလာခဲ့ပါဗျာကော့ဆက်ကမရမနေခေါ်ပါတော့အဖေကြီးရန်ပြည်ရန်ကစကားဆသည် လာမျိုးသားကလေးမူစီယာကျုပ်မောင်ကိုပြောစရာရှိတယ်ကျုပ်ကလူကြီးလူကောင်းတယောက်မဟုတ်ဘူးထောင်ထွက်ရန်ပီရန်ကလေဘေးတွင်ချိန်ထားသည့်အဝိစကိုဖြုတ်ပြီးလက်ကို မာရီယာရှေ့တွင် ထောင်ပြလိုက်သည်ကျုပ်လည်းဘာမှမဖြစ်ပါဘူးမာရီယာက လက်ကိုသေးသေးချာချာကြည့်သည်ဘာတင်ရမှမတွေ့ရရန်ပီရန် စကားဆက်သည်ကျုပ်လည်းဘာမှမဖြစ်ပါဘူးမူစီယာမာရီယာမင်္ဂလာအခမ်းအနားကိုရှောင်ဖို့အကောင်းဆုံးလမ်းကိုရွေးခဲ့တာပါ လက်မှတ်ထိုးဖို့ကိစ္စကိုရှောင်ကျင်လို့ပါမလိန်ကျင်လို့အတုလုပ်လိုက်တာလေမာရီယာမျက်မှောင်ကုတ်သွားသည်ဘာအထိတ်ပဲပါလဲအဖေကြီးရမ်းပြန်ဖြေသည်ကျုပ်ကထောင်ထွက်လူဆိုးလေနှစ်ဆေးလို့ခံဝင်နဲ့လွတ်လာတဲ့လှေကြုံလေဟာဗျာကျွန်တော်တို့ယူကျင်လာပြီအဖေကြီးဒီမဲမိုစီယာမျိုးစားလေကျုပ်ကထောင်ချပြီးလှေကြုံပေါ်နဲ့၁၉နှစ်နေခဲ့ရတာဗျခိုးမှုတမားမှုထောင်ဖောင်းမှု အာခံမှုတွေနဲ့တသက်တကျွန်းအထိကြားခဲ့တယ်။မာရီယာကြောတဲ့စိတ်သွားသည်။ကျွန်တော်ကိုအပြည့်စုံပြောပြပါလားအဖေကြီး။အဖေကြီးကကော့ဆက်ရဲ့အဖေပါနော်။ပြောပြီးမာရီယာမတိမတာနောက်ဆုတ်သွားသည်။ရဲမရဲကောင်းထောင်လာသည်ရေထဲပေါ်သွားဟန်ဖြင့်မျက်နှာကိုခြိလိုက်သည်။ကြမ်းကင်ပြောတာမဟုတ်ပေမဲ့ကြုတ်ပြောတာတွေကို မောင်အကျွင်းမဲ့ယုံအားလိမ့်မယ်။ခဏနောက်ကြီးမှခြေကွဲပွဲ လေးတန်းဖြင့်တလုံးချင်းအလေးအနက်ဆက်ပြောသည်။ ဟုတ်တယ်။မောင်အကျွေးမဲ့ယုံရလိမ့်မယ်။ကော့ဆက်ရဲ့အဖေပါတော့တဲ့။ဟုတ်စား။မဟုတ်ဘူးမျိုးသားလေး။ကျုပ်ဟာဖေပါလို့ကတော်သားတယောက်။တစ်ခုတ်သမားတယောက်ပဲ။ကျုပ်နာမည်ကဖိုးရှယ်ဘုံမဟုတ်ဘူး။ရမ်းပြီရမ်း။တစ်ခုတ်သမားရမ်းပြီရမ်း။ကော့ဆက်နဲ့ကျုပ်နဲ့ဘာမှမတော်ဆက်ဘူး။မာရီယာလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ကျွန်တော်ဘယ်လိုလုပ်ပြီးယုံရပါလဲအဖေကြီး။ မောင်ယုံရမယ်ကျုပ်ပြောလို့ယုံကိုယုံရမယ်ထိုလ်လူကြီးကိုမာရီယာငေးကြည့်နေသည်သူ့ကြည့်ရဒီမှာတောကဖီစည်းနေပုံတို့တော့တီတီငိငိဒီလောက်တီငိသည့်လူတယောက်ကမဟုတ်တန်းတရားတွေရှောက်ပြောနေခြင်းတော့မဖြစ်နိုင်ကျွန်တော်ယုံပါတယ်ဖီကြီးဆက်ပြောပါဦးရဲမရန်ခေါင်းငုတ်ချလိုက်သည်ကျန်သစ္စာချိန်ဆိုနေသည့်အလားပြီးမှစကားဆက်သည် ကျုံနဲ့ကော့ဆက်နဲ့ဘာမှသွေးမဆက်ဘူးလွန်ခဲ့တဲ့ဆယ်နှစ်ကအဲ့ဒီကလေးမှရှိမှန်းတော့ကျုံမသိခဲ့ဘူးဒါပေမဲ့ကော့ဆက်ကို ကျုံသွေးသားလို့ချစ်တယ်တမီးရင်တယောက်လို့ချစ်တယ်သူ့ကိုကလေးဘဝနဲ့စတွေ့တဲ့အချိန်မှာကျုံကအိုနေပြီလူအိုတွေဟာကလေးငယ်ကလေးတွေကို တွေ့တဲ့အခါသူတို့ကိုယ်ကိုအဖိုးလို့ထင်သွားတတ်ကြတယ်သူကမိဘမဲ့အဖေအမေရော မရှိကြတော့ဘူးဒီတော့ ကျုပ်ဟာသူ့ဘဝအတွက်အာကူအာထာဖြစ်လာတယ်။မရှိမဖြစ်ဖြစ်လာတယ်။ဒီလိုနဲ့သူ့ရဲ့အုတ်ထင်းသူမိဘဖြစ်လာရတယ်။ဒီနေ့ကျုပ်ဘဝထဲကနေသူထွက်သွားပြီ။တလန်းစီသွားကြရတော့မယ်။သူ့အတွက်ကျုပ်လုံပေးနိုင်တာဘာမှမရှိတော့ဘူးလေ။လိုလဲမလိုတော့ဘူးမဟုတ်လား။သူကမျိုးစားကတော်လေးမရက်ပွန့်မစီဖြစ်သွားပြီလေ။သူ့ဘဝပြောင်းသွားပြီ။ကောင်းတော်ပြောင်းခြင်းပါ။မောင်တဲ့သူဟာနေနဲ့လပမာပါ။ အဲဖရတ်၆သိန်းကိစ္စကျုပ်ပြောပြမယ်။မောင်တိကျင်နေမှန်းကျုပ်သိနေတယ်။အဲ့ဒီငွေကသူ့အတွက်ရည်စူးထားတဲ့ငွေပါ။ဘယ်ကရတဲ့ငွေလဲလို့ဘသူမှကျုပ်ကမေးပိုင်ခွင့်မရှိဘူး။ရမ်းမရမ်းကမာရီယာ၏မျက်နှာကိုတဲ့တဲ့ကြည့်ပြောနေခြင်းဖြစ်သည်။မာရီယာဘာပြောရမှန်းမသိအောင်အုံနောက်ခြောက်သွားသည်။ဘာကိစ္စသူလာပြီးရင်ဖွင့်နေတာပါလဲ။ဘယ်သူကသူ့ကိုရိုက်စစ်နေလို့လဲ။စိတ်ဆိုးခြင်းချင်းဖြစ်သွားသည်။ နေပါအောင်ဖေကြီးဘာပြုလို့အဲ့ဒါကြီးကျွန်တော်ကိုလာပြောနေတာလဲဟင်ဘယ်သူကဖေကြီး ကိုအတင်းပေးနေလို့လဲအဲ့ဒါအဖေကြီးလှုပ်ဝက်ထားမှာကိစ္စကြီးပဲဘယ်သူကမှအဖေကြီးနောက်ကိုလိုက်ပြီးထောက်လန်းနေတာမှမဟုတ်တာဘာမှတိတ်ခါကြကြရလည်းမရှိပါဘူးဘာရွယ်ချက်နဲ့ဖေကြီးကို့ဘာသာကိုဖွင့်ဟဝန်ခံချက်တွေပေးနေတာလဲဟင်ဘာရွယ်ချက်နဲ့လဲတဲ့သူကိုယ်သူပြောနေဟန်းဖြင့်တိုးတိုးလေးပြောနေသည်အင်းဘာရွယ်ချက်နဲ့လဲဆိုတော့ ထောင်ထွက်တယောက်က "तू ထောင်ထွက်ပါလို့လာပြောတာလေ။အိုးကျုပ်ကထောင်ထွက်မဟုတ်ဘူးလား။အင်းလေကျုပ်ရွယ်ချက်ကတော့ခက်ဆန်းဆန်းဖြစ်နေပါပေါ့။ကုန်သိခါပိုင်းနဲ့ဆိုင်ထဲမောင်ရကျုပ်လိန်ပြောရင်ရတာပေါ့။မော်စီယာဖိုရှယ်ဘုံအဖြစ်နဲ့ဆက်နေရတာပေါ့။ကော့ဆက်အတွက်တက်တက်ဆိုရင်ကျုပ်ဆက်လိန်ချင်းလိန်ပြီမယ်။ဒါပေမဲ့ကျုပ်အတွက်ပါပါလာပြီ။ကိုအတွက်ကြတော့ကိုလိပ်ပြကိုရှက်ရတော့မယ်။မောင်ကမေးတယ် ဘယ်သူကတင်းဝန်ခံခိုင်းလို့လဲတဲ့ဝန်ခံခိုင်းနေတဲ့လူကတော့တခြားလူမဟုတ်ဘူးကျုပ်ကိုယ်တိုင်ပဲကျုပ်ရဲ့ဝိညာဉ်ရဲမရဲကခဏနားလိုက်သည်ကွင်းဆက်တွေကိုစဉ်းစားပြီးတော့ပြောမပြနိုင်တော့အောင်နာကျင်သွားသည်အတန်ကိုထပ်နှိမ့်လိုက်သည်သို့တော့သူ့အတန်ကပူပြီးအားပါလာသည်မောင်ကပြောတယ်ဘယ်သူကအတင်းမေးလို့ရလို့လဲတဲ့ဘယ်သူမှအတင်းမမေးပါဘူးဘယ်သူမှလည်းညောင်မြစ်လိုက်တူးမနေပါဘူး အတင်းမဲနေတာကကျုပ်ကိုယ်တိုင်ပဲကျုပ်ကိုယ်ကျုပ်အမိဖမ်းလိုက်တာပါပဲသူစကားဆက်သည် သူ့လေးတန်းကခါးတီးလာသည် လေးနက်လာသည်ဒီမဲမွန်စီယာပုံမစီတာမန်အတိညာနဲ့တော့စဉ်းစားဖို့မလွယ်တော့ဘူးကျုပ်ဟာရိုးသားတဲ့လူတစ်ယောက်ပါမောက်မျက်စီထဲမှာကျုပ်ကိုယ်ကျုပ်တိတ်ခါကြောက်အောင်လုပ်နေတယ်လို့မြင်နေပါပဲဒီလိုဘဝမျိုးကျုပ်တစ်ခါကြုံခဲ့ပြီဒါပေမဲ့အဲ့ဒီတော့ကဒါတော့မပြည့်ထန်ဘူးကျုပ်ဖွင့်မပြောရင် မောင်ကျုပ်ကိုအဟုတ်ကြီးထင်နေမှာပေါ့ကြီးညိုနေမှာပေါ့အဲ့ဒါဆိုကျုပ်ကအပြစ်ကျူးလွန်သူဖြစ်နေတော့မှာပေါ့ခုတော့မောင်တိသွားပြီကျုပ်ဟာထောင်ထွက်လှေကျုံဒါပေမဲ့သူ့လက်ပြသူလေးစားတဲ့လှေကျုံတချို့ကိစ္စတွေရှိတယ်အတော်ခက်တဲ့ကိစ္စတွေဒါပေမဲ့မလုပ်လို့မဖြစ်ဘူးတာဝန်တရအနေနဲ့ကိုလုပ်ရမှာအဲ့ဒီလိုအဖြစ်မျိုးတွေနဲ့ကျုပ်ဘဝတစ်ချောင်းလုံးကျုပ်ခဲ့ရတယ်သူအသက်ရှူတဲ့ပြင်းလာသည် နောက်ဆုံးစကားတွေကိုခဲရခက်စစ်ပြောနေသည်အသက်ရှင်ဖို့အတွက်တခါတော့ကပေါင်ပေါင်းတလုံးခိုးခဲ့ရတယ်ခုအချိန်မှာ အသက်ရှင်ဖို့အတွက်နာမည်တလုံးကိုမခိုးတော့ပါဘူးမောင်ရအသက်ရှင်ဖို့အတွက်ဘယ်နာမည်ကိုမှခိုးဖို့မလိုပါဘူးအဖေကြီးမာရီယာကြားဖြတ်ပြောလိုက်ခြင်းဖြစ်သည်အင်းဟုတ်ပြီကျုပ်သဘောပေါက်ပြီရဲဘေးရန်ကခေါင်းကိုငုံလိုက်မော့လိုက်အချိန်ချင်းလှုပ်ပြီးမာရီယာဘက်သို့တပတ်လှည့်လိုက်သည်ကဲ ဒီလိုစဉ်းစားကြည့်ရအောင်တုတ်ကမောင်ကိုဘာမှမပြောခဲ့ဘူးမွန်စီယာဖိုရှယ်ဘုံနေရာကိုပဲဆက်ယူထားမယ်မောင်တို့အိမ်မှာပေးတဲ့အခန်းကိုယူလိုက်မယ်အိမ်သားတယောက်ဖြစ်သွားပြီဆိုပါတော့အခန်းထဲကမနဲ့မနဲ့မှချင်းချက်ဖနက်ကလေးစီးပြီးထွက်လာမယ်မနဲ့စားစားမယ်ညညမှာ၃ယောက်သားကဆက်သွားကြည့်ကြမယ်မောင်ကတုတ်ကိုတန်းတူယူတူထားပြီးဆက်ဆံမယ်၃ယောက်သားပျော်ပျော်ပါပါပေါ့အဲ့ဒီအချိန်မှာတစုံတယောက်ကျုပ်နာမည်ကိုလှမ်းခေါ်လိုက်မယ် ရဲပြန်ပေါ့အမောင်တဲကရဲတွေထွက်လာပြီးကျုပ်လက်ပေါင်းကိုကြမ်းကြမ်းတမ်းတမ်းဆွဲမယ်ဖမ်းမယ်ကျုပ်မျက်နှာဖုံးကိုခွာချမယ်သူနားလိုက်ပြန်သည်ပြီးမှပခုံးတွန့်ကထရက်သည်ကဲအဲ့လိုဖြစ်လာရင်ဘောင်ဘာပြောမလဲမာရီယာခက်မစိတ်နေလိုက်သည်ရဲပြန်စကားဆက်သည် ကဲ ကျုပ်ဆက်ပြီးခေါင်းကုန်နှုတ်ပိတ်မနေနိုင်တဲ့အကြောင်းသဘောပေါက်ပြီမဟုတ်လားဒါကြောင့်မောင်တို့ပျော်ပျော်ဆက်နေကြ ကောင်းငယ်တမန်ကလေးလိုတိမ်တိုက်ထဲမှာကစားနေကြနေရောင်လရောင်မှာပြန်ဝဲနေကြဘာမှစိတ်မကောင်းမဖြစ်နဲ့ရန်ဘီရန်ကသူ့တောင်ဝအရာသူ့နှလုံးသားကိုဖွင့်ပြတာကဲရှင်းပြီနော် မောင်ရှိက လူကြီးဟာမောင်တို့အနာဂတ်အတွက်အန်ဒရယ်ပေးနိုင်တဲ့ယာစွင်လူဆိုးကြီးနော်မာရီယာခက်ဖြည်းဖြည်းထပြီးရန်ဘီရန်အနာတိုးကလက်ဆန့်ပေးသည်အဖေကြီးဤလက်တွေကကြောက်စရုပ်တရုပ်ဤလက်များနဲ့မချား ဒီမဲ့အဖေကြီးကျွန်တော်အဖိုးမှာအပေါင်းအသင်းတွေ ရှိပါတယ်အားလုံးရှင်းသွားအောင်ကျွန်တော်လုပ်မယ်မလို့တော့ဘူးမိုစီယာမာရီယာကျုပ်အတွက်ဘာမှအကြောင်းမထူးနိုင်တော့ဘူးပြောပြီးသူ့လက်ကိုဖြုတ်လိုက်သည်ပြီးမှမျက်နှာချီပြီးဆက်ပြောလိုက်သည်ကိုတော်ဝန်ကိုကြည့်ရမယ်လေတကားတေချာပိတ်မပိတ်လှည့်ကြည့်ပြီးအင်းကော့ဆက်ကလေးကိုတော့တနာတယ်သူတိသွားရင်ပြောနေရင် သူ့အတန်တွေတုံလာသည် မာရီယာကိုစိတ်ရှုပ်နေသည့်မျက်လုံးများဖြင့်စိုက်ကြည့်နေသည်ဟုတ်ပြီဒီလိုပဲဖြစ်ရမယ်ကော့ဆက်ကိုမောင်းဖွင့်ပြောမယ်ပေါ့ဟုတ်လားဟုတ်ပြီဒါပဲအဲ့ဒါကိုမစင်စားမိဘူးလူဆိုတာအရေးကြုံရင်တက်လုံးကောင်းစမြဲပါကျုပ်မောင်းကိုအလူညို့တောင်းပန်ပါလေကျုပ်ကိုဂတိပေးပါကော့ဆက်ကိုမပြောဘူးလေမောင်းတယောက်ထဲတိထားရင်လုံလောက်ပြီပေါ့ကျုပ်ကတော့မပြောလို့မဖြစ်ဘူးတစ်ကဘာလုံးတိအောင်ကိုပြောရမှာ ျုပ်အတွက်ဘာမှမထူတော့ဘူးဒါပေမဲ့ကော့ဆက်အတွက်ကဘာပြတ်တယ်လို့ဖြစ်သွားနိုင်တယ်လေပြောပြီးကလထိုင်နဲ့အယုတ်ကျိုးပြခွေကြကမျက်နှာကိုလက်နှစ်ဖက်ပေါ်သို့မှောက်ချလိုက်သည်ငိုဆိုင်တံမူထွက်မလာသို့တော့သူ့ပခုံးနှစ်ဖက်တလှုပ်လှုပ်ဖြစ်နေသည်ကိုမြင်ရ၍သာ သူ့ငိုနေမှန်းမာရီယာသိရခြင်းဖြစ်သည်မိုးချက်လာသည်အသက်ရှူ၍မဝတ်လိုဖြစ်လာသည်ကလထိုင်ပေါ်တွင်မက်မက်ပြန်ထိုင်ပြီးတော့လက်နှစ်ဖက်ကနဘေးတွင် တွဲလောင် မျက်နှာတစ်ခုလုံးတွင်မျက်ရည်တွေရွှဲနေသည်သူ့စီမအတန်တိုးတိုးထွက်လာသည်တွင်းနဲ့ကြီးတဲကထွက်လာသည်အတန်မျိုးပြေတော်တော်ကမှကောင်းအောင်ပဲကွာမာရီယာကအလွန်ကြီးသာသည့်လေတံဖြင့်နှစ်သိမ့်သည်စိတ်ချပါအဖေကြီးကျွန်တော်ကလွယ်ပြီးဘသူမှမသိစေရပါဘူးကျေးဇူးတင်ပါတယ်မောင်ရသူ့အတန်ကလည်းတိုးတိုးညင်ညင်အတွင်းတဲ့နေပုံဖြင့်ဆက်ထိုင်နေသည် ်လက်ညှိုးနှင့်လက်မထိတ်ကိုပုတ်နေသည်သို့သောသူ့ကိုယ်သူဘာလို့နေမှန်းသိဟန်မတူပြီးမှအတန်မြင့်ပြီးဟုတ်ပြီအားလုံးပြီးလူပါပြီတခုပဲကြံတော့တယ်ဘာများလဲအဖေကြီးသူခြေတုံခြေတုံဖြစ်နေသည်စိတ်ဆင်းရဲခြင်းကြီးစွာဖြင့်တစုံတရာကိုအပြင်းထန်ခံစားနေရပုံစဉ်းစားနေရပုံစောက်တီရမရဖြစ်နေပုံ။ကောင်းပြီ။မောင်ကအိမ်တော်ဦးစီးညိုစားလေးနော်။ကျုပ်တို့ခုပြောမယ်။ကော့ဆက်ကိုကျုပ် နောက်လာတွေ့ဖို့မတင်တော့ဘူးထင်တယ်။မာရီယာကအစ်ဆက်ဆက်အတန်ဖြင့်ပြန်ဖြေသည်။ဟုတ်ပါတယ်အဖေကြီး။ဟုတ်ပြီဟုတ်ပြီကြုတ်မလာတော့ပါဘူးမောင်ရ။ခတ်တိုးတို့ပြောပြီးရမ်းပေရန်တကားပေါင်းစီတို့ထထွားလီတော့သည်။တကားဘူးတော့ပေါ်တို့လက်တင်လိုက်သည်။တကိုးစာပွင့်လောက်ယုံဖွင့်သည်။ပြီးမှမာရီယာဘက်သို့ပြန်လှည့်ပြောသည်။သူ့အတန်ပြန်ပါလာသည်။တီငိန်လာသည်။မျက်နာတွင်မျက်ရည်စတွေမရှိတော့ ျက်နာမှာဖြူဖြောဖြောမဟုတ်တော့ဒါပေမဲ့လေမွန်စီယာမျိုးစားလေးခွင့်ပြုရင်တော့တမီးကလေးကိုလာတွေ့ချင်ပါသေးတယ်တနေရရာကိုထွက်သွားဖို့စိတ်ကူးပါသေးတယ်ဒါပေမဲ့သူနဲ့ဝဲဝဲမနေနိုင်ဘူးမွန်စီယာကိုးနှစ်လုံးလုံးအတူတူနေခဲ့ပြီးပြီလေကျုပ်ကအဖေရင်းလိုဖြစ်နေပြီမဟုတ်လားသူဟာကျုပ်ရဲ့ရင်သွေးကလေးနဲ့မချားတော့ပါဘူးတဆိတ်ကျုပ်ကိုနားလဲပါမွန်စီယာပွန့်မစီး လောလောဆယ်မှာတော့သူနဲ့အဝေးကြီးခွဲနေဖို့ကျုပ်မှာအင်အားမရှိသေးဘူးဗျာမြေအောက်ခန်းကလေးထဲမှာဖြစ်ဖြစ်ကျုပ်တွေ့ပါရစေမကြာမကြာလဲကျုပ်မလာနိုင်ပါဘူးလာတဲ့အခါလဲကြာကြာမနေပါဘူးအစီခံတွေဝင်တဲ့နောက်ဖေးတကားကပဲကျုပ်ဝင်ပါပါသူ့ကိုတွေ့ရရင်တော်ပါပြီအိမ်မှာဧည့်သည်မလာတဲ့အချိန်ညနေပိုင်းကိုရွေးလာပါမယ်ညတိုင်းလာပါအဖေကြီးကောဆက်ကအဖေကြီးကိုအမြဲမျှော်နေမှာပါ အေးကွယ်တာဓုတာဓုနှစ်ယောက်မခွဲခင် မာရိယာကရံပြရန်အားအကြိမ်ကြိမ်ဥညွတ်နှုတ်ဆက်သည်ဖွေးဟဝန်ခံခြင်းနောက်ွယ်မှဗဟေဒီဒီလူကြီးနဲ့ပတ်သက်၍မာရိယာတယောက်အုံနောက်စားခဲ့ရသည် ခုတော့တဖြည်းဖြည်းနားလည်စပြုလာပြီသို့သော မဖော်နိုင်သည့်ဗဟေဒီတွေကြံနေစေမောစီယာဖိုးရှယ်ဘုံသည် ထောင်ထွက်ကြီးတယောက်လှေကျုံတယောက်ဆိုပါလားသူက သူ့ဘဝကို ဖွေးဟဝန်ခံခြင်းမှာမာရိယာအတွက် ဂျိုးတိုက်ထဲတွင်ကင်မီကောက်ကို တွေ့လိုက်ရသလိုဖြစ်နေလေသည်သူဟာတကယ်ထောင်တွက်ကြီးလားရာဇဝတ်ဘေးမကင်းသူလားသူဘာကြောင့်တော်လန်ရေးစခန်းကိုရောက်လာတာလဲဘာကြောင့်တက်သေးအထိမြေအောက်ခန်းထဲအထိသူရောက်လာတာလဲသို့တော်တိုက်ပွဲထဲတွင်သူမပါ မတိုက်ချင်ပဲဘာကြောင့်စခန်းကိုသူရောက်လာတာလဲဒီမင်းကုန်းလုံးနဲ့တစ်ဆက်တည်းစဉ်းစားစရာတွေပေါ်လာသည်ရပတ်ဆိုသောရဲစုံတော် ရဘက်ကိုသူကြိုးတန်းလန်းနဲ့ဆွဲခေါ်သွားသည်ပြီးတော့တနတ်တန်ချလိုက်သည် ထိုတရင်ကကို မာရီယာတီတီချာချာပြန်စင်းစားသည်သူတို့၏တုံးပန်းဖြစ်နေသောရဲစုံတောင်းနှင့်ထောင်ထွက်တို့ကြားတွင်အညိုအတေးတွေရှိနေနိုင်သည်ရဘက်ကိုလက်စားချေဖို့ခံတက်ကိုသူရောက်လာတာဖြစ်နိုင်သည်ရဘက်ကိုသူတို့မိသားကြောင်သူတနည်းနည်းဖြင့်တိသွားလိမ့်မည်ရဘက်ကိုသူရှင်းဖို့တာဝန်ယူလိုက်ခြင်းကအဖြစ်ထွက်နေပြီနောက်ဆုံးတစ်ချက် ဒီမေကွန်းအတွက်တော့မာရီယာအဖြစ်ရှာမရခဲ့ပြီဒီမေကွန်းမှာမာရီယာအားပြတုတ်တို့ဒုက္ခပေးသည့်မေကွန်းဖြစ်သည်ဒီလူကြီးနဲ့ကော့ဆက်နှစ်ပေါင်းများစွာဆက်ဆက်နေခြင်းဤပဟိတိဒီကလေးနဲ့ဒီလူကြီးဘယ်လိုစုံစည်းခဲ့တာလဲမိစားကောင်ကြီးနဲ့နတ်သမီးကလေးဘယ်လိုရေဆက်ဆုံခဲ့ကြတာလဲစီစာဖြော့ခြင်းနောက်တနေ့ညအတွက်ဂီနော်မွန်ဆိုင်ကြီးဤဝင်းတကာခေါင်းလောင်းကိုရမ်းပေးရန်ဆွဲလှုပ်လိုက်သည် အသင်းဆောင်နေသည့်ဘက်ကအပြေးအလွှာသွားဖွင့်ပေးသည်သူဝင်အလာကိုမဆောင်ပဲဧည့်သည်ကို ပြေးကြိုပြီးမေးသည်မျိုးသားလေးကမွန်စီယားကို မေးဖို့အမိန့်ရှိပါတယ်ခမညာအပေါ်ကိုကြွမှာလားအောက်ထပ်မှာပဲထိုင်မှာပါလားတဲ့မြေအောက်ခန်းထဲမှာထိုင်မယ်ဧည့်သည်ကိုမြေအောက်ခန်းတကားဖွင့်ပေးပြီးဘက်ကတရုတ်တသိပြောသည်ကျွန်တော်မျိုးသားကတော်ကလေးကိုသွားအကြောင်းကြားပေးပါမယ်ခမညာရန်မေရန်က ကောင်းငယ်ပုံတကားပေါက်အခုံးကိုဖြတ်ပြီးဆွဆွဆွအခန်းထဲသို့ဝင်လိုက်သည်ဗရင်ပေါက်အပေါ်ပိုင်းမှအပြင်ကိုလှမ်းမြင်နေသည်တန်တိုင်များစိုက်ထားသောဗရင်ပေါက်မှထွက်နေသည့်အလင်းရောင်ဖြင့်အနီးရောင်ပျောက်ကြားများခင်းထားသော အိမ်နဘေးလမ်းကိုလှမ်းကြည့်လိုက်သည် သူအောက်ထက်တွင်ထိုင်မိအကြောင်းကြိုတိထားပုံဖြင့်အခန်းထဲတွင်ဖျောင်းနိုင်ထွန်ထားသည်မီလင်းမိုးထဲတွင်မီးမွေးထားသည် ်မီးလင်းဘုံသားတွင်လက်တန်းကလထိုင်နှလုံးရှင်ချထားသည်ကော်သောဟောင်းကြီးခင်းထားသည်အချို့နေရာများတွင်တွန့်ကျင်နေ၏တနေ့လုံးဘာမှမစားဘဲအိတ်လဲမအိတ်ရသဖြင့်ရံပြရန်ပင်မနှွမ်းနေနေသည်ကလထိုင်တလုံးပေါ်သို့တစ်ထိုင်ချလိုက်သည်ဘက်ပြန်ရောက်လာသည်မီးလင်းဘုံပေါ်တွင်ဖျောင်းတိုင်းတတိုင်းထတ်ထွန်းပေပြီးပြန်ထွက်သွားသည်ရံပြရန်ကောင်းတောင်ကြည့်လိုက်သည်သူ့နောက်တွင်ကော့ဆက်ရောက်နေပြီး နောက်ဘက်လက်မကြည့်ပဲတမီးကလေးအနားရောက်နေမှန်းသိလိုက်ခြင်းဖြစ်သည်ပြီးမှနောက်လက်လိုက်ပြီးကော့ဆက်ကိုစိုက်ကြည့်နေသည်ကော့ဆက်တယောက်လှကျင်တိုင်းလှနေတော်လဲမိန်းကလေးဤအလှကိုရမ်းပေရမ်းမမြင်ကြည့်သူကြည့်နေသည်မှာကော့ဆက်ဤဝိညာဉ်ဖြစ်သည်အဖေကြီးအဖေကြီးဟာထူးထူးဆန်းဆန်းတွေလှုပ်တတ်တယ်ဆိုတာတမီးသိပါတယ်ဒါပေမဲ့ဒီအခန်းထဲမှာတွေ့ဖို့အဖေကြီးရွေးတာတမီးနားကိုမလဲနိုင်ဘူးဘာအတိတ်ပဲလဲဟင်ဖေကြီးဟုတ်တယ် ဖွဲ့ကြီးကျွေးတာဒီအိမ်မှာအခန်းတွေအများကြီးဟောက်ကိုဒီအခန်းအစုပ်ပလုတ်ကိုအဖေကြီးဘာလို့ရွေးတာလဲဟင်ကျုပ်မှာအဲ့ဒီအကျင့်ကလေးတွေရှိတယ်မတန်းစိတ်ကူးပေါက်ရရှောက်လို့တက်တဲ့အကျင့်လေးကော့ဆက်လက်ခုပ်တီးလိုက်သည်အဖေကြီးဘာပြောတယ်မတန်းဟုတ်လားအဲ့ဒါဘာသဘောလဲဟင်တမီးကိုပြောတာဟုတ်ရဲ့လားရမ်းပြန်ကြေအင်းကြေကွဲပြုံးလိုက်သည်အာရောအာငယ်အပြုံးမျိုးတမီး မျိုးစားကတော်လေးဖြစ်သွားပြီလေပျော်နေတယ်မဟုတ်လားအိုးအဖေကြီးအတွက်သမီးကော့ဆက်ကကော့ဆက်ပဲအဖေကြီးလို့မခေါ်နဲ့တော့ဘယ်လိုဘယ်လိုမိုးစီယာရမ်းလို့ပဲခေါ်တော့နော်နားလည်တယ်မဟုတ်လားနားမလည်ဘူးသမီးတခုမှနားမလည်ဘူးဘာတွေဖြစ်ကုန်တာလဲမာရီယာကိုမေးမယ်သူလည်းကြိုက်မှာမဟုတ်ဘူးအဖေကြီးသမီးကိုစိတ်ညစ်အောင်တခါမှမလုပ်ခဲ့ဘူးပါဘူး ဖေကြီးဟာလူသူတော်ကောင်းကြီးသူများစိတ်ဆင်းအောင်ဘယ်တော့မှမလုပ်ခဲ့ဘူးဘူးရံပရံတုံနိဘာဝေလုံနေသည်ဘာတခုံးမှမတုတ်ပြန်ကောဆက်က သူ့လက်တစ်ဖက်ကိုဖမ်းဆုပ်လိုက်သည်ပြည်ထန်သည့်စိတ်လုံရှားမှုမျိုးဖြင့်အဖေကြီးလက်ဝါးနှစ်ဖက်ကိုသူ့ပါးပြင်တွင်အပ်ထားလိုက်သည်ပြီးတော့မေးစင်းနှင့်ပုတ်သည်ပြီးသူ့လေတိုင်းရင်းတွင်ကတ်ထားသည်ဖခင်မြစ်တော်ကိုခံစားလို့မဝနိုင် မချစ်မရဲဖြစ်နေသည့်တမီးငယ်တယောက်ဤရင်ခုန်တံမှာကြည်နူးစရာကောင်းသလိုကြည်ကွဲစရာကောင်းနေသည်။အိုးတမီးပြော်လိုက်ကြအဖေကြီးရဲ့တရှိုက်မက်မက်ဖြင့်ကော့ဆက်စကားဆက်သည်။ကဲဘယ်လောက်ပြော်စရာကောင်းတယ်လဲကြည်စံဒီမှာပဲနေပါအဖေကြီးရဲ့ပြောင်းခဲ့ပါနော်နော်ပလူးမက်လန်အိမ်ကြီးမှာလိုပဲငှက်ကလေးတွေဒီမှာရှိပါတယ်။လွန်အားမဲ့တိုက်ခန်းမှာအဖေကြီးမနေသင့်ပါဘူး။ကျင်းချင်းကြက်ကြက်နဲ့စကထားတွေဖွက်မနေပါနဲ့တော့အဖေကြီးရဲ့ ဘယ်ကြီးတွေလုံမနေပါနဲ့တော့ဒီကိုပြောင်းခဲ့နော်မနက်စာအတူတူစားမယ်ညစာအတူတူစားမယ်ငယ်ငယ်တုန်းကလို့လေအဖေကြီးကတမိဖေပဲဥစ္စာပေါ်ဆက်ကပို၍လေးနဲ့လာသည့်ပုံစံဖြင့်ရမ်းပေရမ်းကိုဆစ်ဆစ်ကြည့်ပြီးပြောသည်တမိဒီမှာအရန်ပျော်နေတယ်တမိပျော်နေတယ်အဖေကြီးမမြင်ချင်ဘူးလားရမ်းပေရမ်းဤမျက်နှာသွေးဆုပ်သွားသည်ခဏနေမှမတဲမကွဲသောအတန်ဖြင့်သူ့ကိုယ်သူပြောသလိုဆွတ်ဆွတ်နေနေပြောလိုက်သည် ူပြောဖို့ကကျုပ်ဘဝရဲ့အဓိကရည်မှန်းချက်ပါအခုတော့ဘုရားသခင်ကကျုပ်ကိုလျှက်ခေါ်နေပြီကောဆဲတမီးပြောနေတယ်နော်အင်းဟုတ်ပြီကျုပ်အတွက်တော့အချိန်ပြည့်နေပါပြီအဖေကြီးတမီးကိုကောဆဲလို့ပြန်ခေါ်တယ်နော်ကောဆဲကပြောပြောဆိုဆိုခုန်ထပြီးအဖေကြီးပခုံးကိုတိုက်ဖက်လိုက်သည်ရဲဘေးရဲကလည်းအာရပါရပြန်ဖက်ကတမီးကလေးကိုရင်ငွေနဲ့ထည့်ထားလိုက်သည်ကောဆက်ကိုသူပြန်ရလိုက်သည်အလားကျေးဇူးတင်လိုက်တာအဖေကြီးရဲ့ တော့ဆက်ရင်ထဲမှာဖလိုင်းထ၍ထွက်လာသောအတန်ကလေးရံပေရံတယောက်စိတ်လုံးရှားလွန်သွားသည်တွင်တွင်ယူသွားမလောက်ဆောက်တီးရမရဖြစ်သွားရှာ၏ပြီးမှတမီးကလေးကိုအตาရာတွန်းဖယ်ပြီးအိုးထုတ်ကိုကောက်ကင်သည်ကော့ဆက်ကမေးလာသည်အဲ့ဒီတော့သူတို့စောင့်နေကြရောမယ်ကျုပ်သွားတော့မယ်မတန်းတကားဝရောက်မှတမင်းလေးပြန်ကြည့်၍ထက်ပြောသည်ကော့ဆက်လို့ခေါ်လိုက်မိတယ်နော်အဲ့ဒီအတွက် ောင်းပန်ပါတယ်လို့မျိုးစားလေးကိုပြောပေးပါကွယ်ပြောပြီးရမ်းပြန်ထွက်သွားသည်베리ဆန်သောခွဲခွာကန်ကော့ဆက်တယောက်ပစက်အဟောင်းသားနှင့်ကြောက်စိရုပ်ကလေးပမာကြံရစ်ရှာလေသည်နောက်ဆုတ်သွားသောခြေလမ်းများနောက်တနေ့တွင်လည်းမနေ့ကလာသည့်အချိန်တွင်ရောက်လာသည်ကော့ဆက်သည်စိတ်လျှော့ထားပုံဖြင့်ဘာမျှမမေးတော့အံ့လဲမအံ့ဩတော့ပြီသူခံစားမှုတွေထုံထမ်းအေးဆက်သွားလေပြီ အခန်းအကြောင်းလည်းမပြောတော့အဖေကြီးဟုလည်းပြိတန်တာရမပြုတော့မွန်စီယာရန်ဟုလည်းအာလုတ်စကားမဆိုတော့ဘီဒီအကြောင်းကိုမာရီယာနှင့်ကော့ဆက်ဆွေးနွေးခဲ့ပုံရသည်ချစ်စနီးကလေးအားဖြည်းဖြည်းရာစကားများမာရီယာပြောတတ်ဟန်မတူချစ်သူကိုလစ်လူရှုထားခြင်းမျိုးမဟုတ်စိတ်သက်သာအောင်မြည်တော့နှစ်သိရမှန်းမသိရှာခြင်းသာဖြစ်လိမ့်မည် နောက်နေ့နောက်နေ့များတွင်လည်းရံပင်ရံအချိန်မှန်ရောက်လာတတ်သည်နေတိုင်းလာသည် သို့သော မာရီယာအလိုအတိုင်းဆက်သွားဖို့ကရံပင်ရံစိတ်မကူအားပေစာတိတ်ကလေးလာပေးသည့်စာအကြောင်းလေးတခွန်းတပါးရမြမဟာမာရီယာကလည်းသူ့အစီအစဉ်နဲ့သူ အလုံးရှုပ်နေဟန်ဖြင့်သူတို့နှစ်ယောက်ဤစကားဝိုင်းတွင်မပါအောင်ခက်ရှောင်ရှောင်နေသည်ဤသို့ဖြင့်ရတတပတ်ပေါင်းများစွာ ကုံလွန်သွားခဲ့လေသည်ဘဝတစ်တွင်ကော့ဆက်ကလေးလည်းအထာကျစွာပြုလာသည်အိမ်တော်နယ်ဘဝနှင့် ဆက်နေသည့်လူမှုရေးအတိုင်းဝိုင်းတွင်လည်းနေသားကြဆပြုလာသည်အဲ့ခံပွဲများသို့လင်းတော်မောင်နှင့်အတူတက်ရောက်သည့်အခါသူတို့ဆုံတွဲမှနေနှင့်လရွှေနှင်းများဒီလိုအခါမျိုးတွင်လည်းကော့ဆက်ပြောသည်အိမ်မှုကိစ္စတွေလုပ်နေရလျင်လည်းပြောသည်ချစ်သူနှင့်အတူအိမ်တွင်ပုံနေရလျင်လည်းပြောသည်ရမ်းမရမ်းကနေ့စဉ်ဝတ်မပြတ်လာသည်အဖေကြီးကသူ့ကိုမွန်စီယာရန်ဟုခေါ်ခိုင်းပြီးမိမိအားမတန်ဟုတလေးတစားဆက်ဆံခြင်းအတွက်သူတို့ဆက်ဆံရေးမှာအေးဆက်မသွားခဲ့ပြီး သူ့အဖေကြီးကိုကော့ဆက်ချစ်မြဲချစ်လျက်ပင်အနေဝေးသွားတော့လဲကော့ဆက်မပြောင်းလဲဒါကိုရမ်းပင်ရန်ကောင်းကောင်းတတိထားမိသည်လွန်အမေလမ်းမှာသူ့စီပြောင်းလာဖို့ကိစ္စကိုတော့အဖေကြီးအားဘယ်လိုမှ စီယုံမရသဖြင့်ကော့ဆက်လက်လျှော့လိုက်ပြီပထမပိုင်းတွင်ကော့ဆက်စီတို့နေ့စဉ်ရောက်လာကခဏတဖြုတ်သားနေပြီးပြန်သည် နောက်ပိုင်းတွင် အချိန်ပိုကြာကြာနေလာသည်နေတာရှည်လာလို့လည်းဖြစ်နိုင်သည် အချိန်စောလာပြီး နောက်ကျမှပြန်သည် တနေ့တွင်မရည်ရွယ်ပဲကော့ဆက်နှုတ်မှထွက်သွားသည်အဖေကြီးရမင်းရည်အိုမင်းရောခြင်းတို့ဖြင့်ညှိုးရောနေသောမျက်နှာပြင်တွင်အလင်းရောင်ဖြာသွားသည်သို့သောချက်ချင်းအိမ်တွေဆယ်လိုက်သည်ရမ်းလို့ခေါ်လေကော့ဆက်ရေလိုက်သည်အော်မေးလို့ဟုတ်သားပဲမွန်စီယာရမ်းအင်းအဲ့ဒီလိုမှပေါ့ပြောပြီးတစ်ဖက်သို့လှည့်လိုက်သည်ကော့ဆက်မမြင်အောင် လက်ခုံဖြင့်ကြလူလူမျက်ရည်တွေကိုပုတ်ပစ်လိုက်သည်ဆွဲဆောင်နိုင်ခြင်းနှင့်ထိမ့်ချုပ်နိုင်ခြင်းဤသို့ဖြင့်1833ခုနှစ်လွေဦးကာလသို့ရောက်ခဲ့ပြန်လေသည်မော်ရဲရက်ခွက်တဝိုက်တွင်လမ်းသွားလမ်းလာများဈေးတယ်များနှင့်လှေကထစ်တွင်ထိုင်ကအပြင်ကိုတနေကုန်တနေကန်ငေးကြည့်နေသူများသည်အနက်ရောင်ဝတ်စုံတေတေတက်တက်နှင့်အဖိုးအိုတယောက်ကိုတတိထားမိကြသည်သူသည်ညမိုးချုပ်သည်နှင့်လွန်အမေလမ်းထဲမှထွက်လာတတ်သည် စန်ခွာတလာဘရက်တွန်နရီလမ်းဘက်သို့ချိုးပြီးစန်ခွာတလာဘရက်တွန်နရီလမ်းတစ်လျှောက်ဆက်လျှောက်သည်ပြီးလျှင်စန်ကတ်ထရိန်ဘက်သို့ထက်ချိုးသည်ပြီးမှစန်လူဝီလမ်းထဲဝင်သည်ဤဒီမှာအချိန်မှန်နေဆတူဝသူလျှောက်နေကြလမ်းကြောင်းဖြစ်သည်တနေ့တွင်မိုက်ဆိုင်ချလျက်ဖြည်းဖြည်းချင်းလျှောက်လာသည်ဘေးဘီကိုမကြည့်ကံဘဲလမ်းရောက်သည့်အထိဒီပုံစံအတိုင်းလျှောက်သည် လမ်းထဲမှာဆိုင်ကြီးတစ်ဆောင်သာရောက်လျင်သူ့မျက်နှာပြုံးလာသည် သူ့မျက်လုံးတွေအယောင်လက်လာသည် မျက်နှာမှာနူးညံ့လာပြီးတို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 းနဲ့တယောက်တည်းစကားပြောနေတတ်သည်ခြေလမ်းတွေပိုနေသွားပြီးလမ်းတော့မှ အေယာမအင်ကြီးရှိရောက်တော့သူ့ရက်လိုက်သည် သူ့မျက်နှာညိုးသွားပြန်သည်တွေ့ရက်နေရင်မျက်ရည်ဖြိုင်ဖြိုင်စီးကျလာသည်ဒီအတိုင်းအကြာကြီးငြိမ်နေသည်ပြီးမှပြန်လှည့်ကားအလာဒုံးကအတိုင်းပင်တလှမ်းချင်းလှမ်းရင်လွန်အမေလန်းအရောက် ပြန်လျှောက်သည်တဖြည်းဖြည်းနှင့်အဖိုးအိုသည်ခရီးဆုံးအထိမတော်နိုင်တော့ပေကံဘဲလန်းအထိမလျှောက်နိုင်တော့ပဲဆန်းလူဝီလမ်းမှပြန်လှည့်သည့်အခါလှည့်သည်ရှေ့နေနေတိုးလျှောက်သည့်အခါလျှောက်သည်သူ့အိမ်မှထွက်သည့်အချိန်ကတော့မှန်နေစေလျှောက်သည့်ခရီးအကွာဝေးသာတနေ့တခြားတူလာခြင်းဖြစ်သည်သူမျက်နှာတွင်ခံစားမှုတစ်ခုပေါ်နေသလိုပင်အရာရာကိုစိတ်လျှော့လိုက်ပုံ တနေ့တခြားသူ့မျိုးလုံးတွေအယောင်အဆင်းကင်းမဲ့လာသည်မျက်ရည်လည်းမကျတော့ပြီနက်နဲဆူးရှခဲ့သောမျက်လုံးများသည်၆တွေ့ကမွဲတထက်မွဲလာသည်ရာသီဥရုဆိုးရွားနေလဲလမ်းထွက်မပြဲခေါင်းငိုက်ဆိုင်ဖြင့် ठी ကိုချိုင်းချညှက်လျက်သို့တော် ठी ကိုဘယ်အခါမှဖွင့်မဆောင်အရဲထဲမှသဘောမနှောကောင်းသည့်အမျိုးသမီးများကမှတ်ချက်ချကြသည် သူကတော့ပုံမှန်အတိုင်းပဲနော်ကလေးတငယ်များကတော့သူ့နောက်လိုက်ပြီးရေမောကြသည် အစိုးရနားထောင်ပေးကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်တစ်ပတ်ဒီမှာဘယ်လိုခန့်ကဏ္ဍကိုဆက်လက်ဖတ်ပြပေးသွားမလဲဆိုတာစောင့်မျှော်နားဆင်ပေးကြပါအောင်နော်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ဝေးဖို့မမေ့ကြပါနဲ့နော်